ဈေးနှုန်းကလည်းတင်တယ်။သူဈေးဝင်ကျင်တဲ့ quality လေးကလည်းမစိုးဘူး။အဲ့အောင်မှာဝတ်ထားမယ်ဆိုလို့ရှိရင်လောက smack ကလည်းကြားတယ်။ဆိုတော့အဲ့ smack ကြတဲ့ ear bud လေးနဲ့ကျွန်တော်ဒီနေ့မိတ်ဆက်ပေးသွားမယ်။ဆိုတော့သူရဲ့စလိုက်အောင်။ promo code ကတော့ဈေးရတဲ့အများကြီးမသုံးချင်ဘူး။တော့ budget စစ်စစ်လေးနဲ့ quality ကောင်းမယ်ဆိုတဲ့တွေနဲ့ Galaxy ရဲ့ H30W သူဆိုလို့ရှိရင်ဒါ Apple Pro design နဲ့တူတာဆိုတော့ design ကလည်းလောက smack ကြတယ်။ဈေးနှုန်းကြီးပြပြမယ်ဆိုလို့ရှိရင်3900နဲ့ရမယ်။နောက်တစ်ခုက Galaxy ရဲ့ H50W သူပုံစံလေးကမှတ်တမဲ့ကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ Apple Pro 2လေးနဲ့အောင်မှာထင်အောင်ထင်မှားဖျောက်လက်ကြီးလောက smack ကြတယ် ယ်။တည်ဆောင်းရတာလည်းလွယ်ကူတယ်။ Port of Bali နဲ့ရန်ရင်းဒါနေရယူရိုက် Space Shuttle နဲ့တော့မရှိဘူး။ဈေးနှုန်းတွေကပြပြမယ်ဆိုလို့ရှိရင်၄လောက်၃လောက်နဲ့ယူရလိုက်။နောက်တစ်ခုကတော့ Mindy ရဲ့ T4 တော်တော့တစ်တစ်ချစ်ချစ်လေးလေးနဲ့လောမှာ Force ပါတာမကြိုက်တဲ့သူတွေကပို့ပြီးတော့ကြီးကြိုက်တယ်။အဲဈေးနှုန်းတွေကပြပြမယ်ဆိုလို့ရှိရင်၅လောက်၇လောက်နဲ့ရမယ်။နောက်ဆုံးတစ်ခုကတော့ Mindy ရဲ့ G35 ဘာလို့မိုက်ဝါရဆိုလို့ရှိရင်သူ့ဈေးဝင်ချိန်နဲ့ဒါ AMC EMC ပါလာဆိုတော့ဒါ iPhone ချင်းတွေတော်တော်လေးမိုက်ဝါတယ်။ဒီကတော့ပင်မစီနန်တန်တွေရှော့ချပေးနိုင်တာတွေဒါဖုန်းပြောတဲ့အခါမှာဆိုလို့ရှိရင်လောကကြီးကြီးလေးလေးဖြစ်ဖြစ်တတ်တာလှုပ်ဆောင်ပေးနိုင်ရတဲ့စာပါလာတာဆိုတော့ ဒီဘိုက်နေအားတာလာတယ်ဒီကောင်ကအမှတ်တမှတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း AirPod Pro 2လေးနဲ့တော့တူပေါင်းထင်ကောင်းထင်ကွာဖြစ်ရဆိုတော့လုံးဝစမတ်ကြတယ်ဝတ်ဆောင်ရတာလည်းလုံးဝအရင်မိုက်တယ်ဒါဈေးနှုန်းကြီးပြပြမယ်ဆိုလို့ရှိရင်ခုနှစ်ပေါင်း9900နဲ့ရမယ်ကျွန်တော်ကြောင့်မိတ်ဆက်ပြီးသွားတဲ့ Airpod လေးတွေကကျွန်တော်ရန်ကုန်ပိုင်းစိုးဘက်ကနေအမှတ်ကန်6လောက်ကလည်းပေးထားသေးတယ်ပြီးတော့ကိုယ့်အတွက်ဝယ်ရတဲ့ခါမှာဆိုလို့ရှိရင်ဈေးနှုန်းကလည်းတင့်တယ် quality လေးကလည်းကောင်းတယ်ကျော်မိတို့ဒီ earbud လေးတွေကိုမှာအောင်ရနေဆိုလို့ရှိရင်ကျောင်းရဝိုင်းစုကြောက်ရပင်းမှာဒါရဝယ်သူရရတော့အမေကနေမှာဝယ်လို့ရပါခင်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်မှပြန်ဖုန်းပါ